အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဒီ channel ကနေငလင်လုတ်ပြီဆိုတာနဲ့ဘာတေကာွယ်ဆောင်ရွက်ရမယ်ဆိုတာကိုလူကြီးမင်းတို့ဘ ഹു တုတရစေဖို့တင်ဆက်ပေးပါမယ်။ငလင်လုတ်ပါက အောက်ပါနီလန်းများနဲ့ကာွယ်နိုင်ပါတယ်။ငလင်မလုတ်မီကြိုတင်ကာွယ်ခြင်း။နမတ်တအိမ်တွင်ပြင်ဆင်မှု။တရင်ပေါက်မီးဖို့ကြောင့်ပစ္စည်းများအစဉ်ဖျားဆင်စသည်တို့ကိုခိုင်ခန့်စွာချိတ်ဆွဲထားပါ။လေးလံသောပစ္စည်းများကိုအနေဆုံးနေရာတွင်တင်စီပါ။အရေးပေါ်ထွက်ပေါက် emergency exit လမ်းကြောင်းကိုကြိုတင်စီစဉ်ထားပါနံပါတ်1အရေးပေါ်အိတ် emergency kit ပြင်ဆင်ထားပါရေဆေးဝါမှုဘဲတရေစာဓာမီဘက်ထရီဖုန်း power bank စသည်တို့ထည့်သွင်းပါနံပါတ်3ငလင်အတွက်မိသားစုအရေးပေါ်အစီအစဉ်ရေးဆွဲထားပါငလင်လုံနေစဉ်လှုပ်ဆောင်ရန်အချက်များကိုလည်းတစ်ဆက်သေးတင်ဆက်ပေးခြင်းပါတယ်နံပါတ်1အေးဆေးတည်ငြိမ်စွာနေပါအထူးသဖြင့်အတွင်းပိုင်းတွင် ရှိနေပါကရေးမထွက်ပါနှင့်နံပါတ်2 drop cover hold on နီလန်းကိုအသုံးပြုပါ ။ဦးကောင်းနဲ့လယ်ဘင်းကိုကာကွယ်ပါ။ဥပမာစပွဲအဝင်ကောင်းကိုလက်နဲ့အုပ်ပါ။တရင်ပေါက်ကြီးမသော ပရိဘောဂများနှင့်ဝေးဝေးနေပါ။နမတ်သုံးဓလေကအသုံးမပြုပါနှင့်လေကားပြေးနှင့်ဆင်းပါ။နမတ်ငါအပြင်ထွက်ပါကတစ်ပင်များလျှက်စစ်ကြိုးများအဆောက်အဦများနှင့်ဝေးရသူရွှေ့ပါ။ကွင်းပြင်ကျယ်တွင် ထိုင်နေပါ။နလင်းအလှုပ်ရက်ပြီးနောက်ဘာတီဆက်လို့ရမလဲဆိုတော့နမတ်တဲ့အနေရရှိသော နေရာများကိုရှောင်ပါဥပမာအကြောင်းရှိသော နေရင်ကြိုးကြနိုင်သောအဆောက်အုံ နံပါတ်1တန်းခွေရေလျှက်စစ်ပိုင်းဆိုင်ရာ ပြဿနာများကိုစစ်ဆေးပါနံပါတ်3သတင်းချက်လက်ယူပါအစိုးရထုတ်ပြန်ချက်ရေဒီယိုနံပါတ်4အကူအညီလိုအပ်သူများကို ကူညီပါအထူးသဖြင့်ကလေးများတကြီးရွယ်အိုများနလင်ဟာကြိုတင်သတိပေးခြင်းမရှိဘဲရုတ်တရက်ဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်ပြင်ဆင်မှုဟာအရေးကြီးဆုံးဖြစ်ပါတယ်တတိပြုရန်ကတော့မြန်မာနိုင်ငံဟာငလင်အန္တရာယ်မြင့်မားတဲ့ဒေသတွေအတွက်အိမ်ချောင်းယုံများတွင်ငလင်လှုပ်ရင်မလုပ်ရမယ်ဆိုတာကိုကြိုတင်လေ့ကျင့်ထားပါ။ အားလုံးဘေးအနီးအကင်းဝေးပါစေ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူကြီးမင်းတို့အတွက်အကျိုးရှိရဆိုရင်တော့ channel လေးကို subscribe လုပ်ပေးသွားဖို့မမေ့နဲ့နော်။